င်္ဂလာပါရှင်။အောက်တိုဘာလ18ရက်နေ့အတွက်တန်လင်းထိုင်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တန်လင်းထိုင်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပါပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ KNU တထုံခရိုင်မှာလေးချောင်းကင်းထောက်တာနဲ့ဘုံကျဲမှုစစ်တပ်ပို့လောက်လာတဲ့တဲ့။ စစ်မှုထမ်းတပ်သား9ဦး KNL ထံဗတ်ပြောင်းခိုလုံလာတဲ့တဲ့င်းတွေအပြင်မွန်ပြည်နယ်မှာစစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက်လူငယ်250နီးပါးစစ်သားစုဆောင်ခံခဲ့ရတဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အမေရိကန်နိုင်ငံတဝမ်းမှာပြုလုပ်မယ်။ဘရင်တွေအလိုမရှိဆန္ဒပြပွဲမတိုင်မီအမျိုးသားအစောင့်တပ်ဖွဲ့ကိုအသိမ်းပြင်ထားတဲ့သတင်း။မြန်မာနိုင်ငံအပြောင်းလဲဖြစ်လာစေရေးအာဆီယံတွန်းအားပေးဖို့ EU တိုက်တွန်းလိုက်တဲ့သတင်းတွေနဲ့အတူ မနက်ပြန်အတွက်မိုးလီဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်။ကရင်မျိုးသားစီယုံ KNU တပ်မှတထုံခရိုင်အတွင်းထဲမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်ရှင်တပ်ကလေကြောင်းကင်းထောက်တာနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုပုံမပြုတ်လုပ်လာတယ်လို့ဒေသတော်လှန်ရေးတပ်ဖွဲ့တွေကတန်လွင်ထမ်းမှုပြောပါရတယ်။ စစ်ကောင်ရှင်တဟာပြီးခဲ့တဲ့လကစလို့တထုံခရံရဲ့မြို့နယ်တွေဖြစ်တဲ့ကြိုက်ထုံဘီးလင်းနဲ့တထုံမြို့နယ်တို့မှာစပိုင်ဘောလုံးတွေအပါအဝင် drone ဝိုင်းတွဲလေယာဉ်တွေနဲ့လေကြောင်းထောက်လန်းမှုတွေကိုပုံမပြုတ်လာတာပဲဖြစ်ပါတယ်လေကြောင်းကင်းထောင်းမှုပုံမပြုတ်လောက်တဲ့စစ်ကော်မရှင်တပ်ဟာအောက်တိုဘာလ18ရက်နေ့ကလည်းစိုက်ထုံမြို့နယ်မှာရှိတဲ့ကြောက်ဖြာကျေးရွာနဲ့နတ်စင်ကျေးရွာတို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသာတအူထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ အလားတူပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကလည်း KNU ဘီးလင်းမြို့နယ်ပြင်းမပင်စိတ်ကျေးရွာကိုစစ်ကောင်ရှင်တက်၄ချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်9ဦးသေဆုံးခဲ့ပြီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်ရှင်တက်ရဲ့၄ချောင်းတိုက်ခိုက်မှုတွေဟာအရသာပြည်သူတွေနေထိုင်ရာကျေးရွာတွေတဲကိုပြစ်မှတ်ထားမှုအပေါ်ကရင်မျိုးသားစီယုံ KNU တပ်မှတက်တထုံခရိုင်ကလည်းအပြင်းထန်ရှုတ်ချထားပါတယ်။ စစ်ကောင်ဖြစ်တဲ့ဟာရွေးကောက်ပွဲနီးလာတာနဲ့အမျှတိုင်းသားလက်နက်ကင်တပ်ဖွဲ့တွေအပါအဝင်တော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေပုံမပြုလုပ်လာတာကြောင့်အရက်သားထိခိုက်ဒေဆုံးမှုတွေမြင့်တက်လာပါတယ်ရှင်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်ကောင်မရှင်ရဲ့စစ်မှုထမ်းတပ်သား9ဦးဟာ KNL တရင်6ထံကိုဗတ်ပြန်းခုလုံလာပါတယ်။ ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါရရှင်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်ကော်မရှင်ရဲ့စစ်မှုရန်တပ်သား9ဦးဟာကင်မျိုးသားလူမျိုးရေးတက်မတော် KNL တရင်ကိုထံဗတ်ပြောင်းခိုလုံလာတယ်လို့ KNU ဘူကထုတ်ပြန်ပါတယ်။ဗတ်ပြောင်းခိုလုံလာတဲ့စစ်မှုရန်တပ်သားတွေဟာကြောက်ကြီးမြို့နယ်ခြေဆိုင်စစ်ကော်မရှင်ရဲ့အမှတ်85ခြေရင်တရင်ကစစ်မှုရန်တပ်သားတွေဖြစ်တယ်လို့ဆိုပါတယ်။စစ်မှုရန်တပ်သား9ဦးဟာအောက်တိုဘာ15ရက်နေ့က ကင်မျိုးသားလူမျိုးရေးတက်မလို့ KNL တက်ရင်ကိုနဲ့ချိတ်ဆက်ပြီးဗက်ပြောင်းခုံလုံလာတာဖြစ်ပါတယ်။ဗက်ပြောင်းခုံလုံလာတဲ့စစ်မှုရန်တပ်သားတွေဟာတပ်သားကြော်စီရတပ်သားတီဟနိုင်တပ်သားအောင်မျိုးတပ်သားစီသူဟိတပ်သားမောင်မောင်တပ်သားတန်းနိုင်ဦးနဲ့တပ်သားရစထက်တို့ဖြစ်ကြပါတယ်။သူတို့ခုနှစ်ဦးဟာစစ်ကော်မရှင်ရဲ့ပြည်သူစစ်မှုရန်ပတ်စင်ခုနှစ်တင်းနဲ့ဆက်သုံးတို့ကတင်းနန်းသားတွေဖြစ်ပြီးအဲ့ဒီကတပ်သားတန်းနိုင်ဦးနဲ့တပ်သားရစထက်တို့ဟာ အယောင်စားခံရပြီးပြည်သူစစ်မှုရန်ဘဝသို့ရောက်ရှိလာသူတွေဖြစ်တယ်လို့ဆိုပါတယ်။အကြောင်းမျိုးကြောင့်မတရားစစ်မှုရန်စေကိုင်းခံရသူတွေအာဏာသိမ်းစစ်တပ်တွင်တသားတွေအနေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေထံရရနီးနဲ့လက်နက်ချအလင်းဝင်လက်ပြောင်းခုလုံကြဖို့ကင်မျိုးသားစီအောင် KNU ကတိုက်တွန်းထားပါတယ်။ ွန်ပြည်နယ်မှာစစ်မှုထမ်းတင်တဲ့အပတ်စဉ်ဆက်ရှိအတွက်ဒေတာရင်းကလူငယ်250နီးပါးစစ်သားစုဆောင်ခံလိုက်ရတယ်လို့စစ်ကောင်ရှင်ရဲ့ထုတ်ပြန်ချက်တွေအရာသိရပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရှင်။မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကောင်မရှင်ဖွဲ့လက်မဲ့လာမယ့်ပြည်သူစစ်မှုထမ်းတင်တဲ့အပတ်စဉ်ဆက်ရှိအတွက်ဒေတာရင်းကလူငယ်250နီးပါးစစ်သားစုဆောင်ခံလိုက်ရတယ်လို့စစ်ကောင်ရှင်ရဲ့ထုတ်ပြန်ချက်တွေအရာသိရပါတယ်။စစ်သားစုဆောင်ခံလိုက်ရတဲ့လူငယ်တွေကိုအောက်တိုဘာ18ရက်နေ့က မော်လမြိုင်ခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်မှာစစ်ကော်မရှင်ခန့်မော်ပြည်နယ်အစိုးရအဖွဲ့ကတွားရောက်တွေ့ဆုံခဲ့ပါတယ်စစ်သားစုဆောင်ခံရတဲ့လူငယ်တွေဟာအတင်းအဓမ္မပေါ်တာဆွဲခံရတာညာပိုင်းအပြင်ထွက်ဆင်ဖမ်းဆီးခံရတာအလုတ်သွားအလုတ်ပြန်ချိန်တွေမှာဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်တပ်သားစုဆောင်ခံရသူအများဆုံးပါဝင်ပါတယ်မော်ပြည်နယ်ဒေသခံတဦးကတော့စစ်မှုထမ်းစုဆောင်ခံရတဲ့လူငယ်များစုဟာမြို့ဝင်ဂိတ်တွေမှာဖမ်းဆီးခံရသူတွေညာဘက်အပြင်နေဘက်တွေမှာပါဖမ်းဆီးခံရသူတွေပါဝင်တယ်လို့တန်လွင်တိုင်းကိုပြောပါတယ် ခုကျွန်တော်တို့ကြားတဲ့အထက်မှာကလေးလူငယ်လေးတွေကဟိုအသေးတွေဖြစ်ပြီးတော့သွားရတာလားရှိအဲ့ဒီခုနကမျိုးဝင်ကိတ်ကရနေပြီးတော့ပန်းစည်းစာတွေညဖက်ဒီဒီတိုင်းပဲဟိုညဖက်မဟုတ်ဘူးနေကင်းဖက်တော့မှပိုတင်ဆွဲတာလည်းဟာအဲ့တော့ရှိပါတယ်အဲ့ဒီကကတော့ကျွန်တော်တော့ရှောက်ပေါ့နော်ဒီဘလိုပြောမလဲပတ်စာပေါ့ဒီဒီဒီကတော့ဒီလူငယ်လေးတွေကိုဆွဲရဟာတော်တော်များများတော့လူငယ်တွေကခုလက်ရှိပေါ်တာဆွဲတာလေး ခုတင်းနော်မစတော့ဆူဆော်တဲ့တန်ဒီမခံနိုင်တဲ့တချို့လူကြတော့ဘယ်လိုပြောမလဲလောသွားတဲ့လူတွေကြတော့ဘယ်လိုဟိုဘီဘာရီဘီဘာရီထွက်ထွက်သွားတဲ့လူတွေလူငယ်တွေလည်းအများကြီးရှိတော့ပေါ့နော်ဒေတာတွင်းမှာတော့အเจ้าမျိုးမျိုးကြောင့်စစ်ကော်မရှင်ရဲ့ဖမ်းဆီးခေါ်ဆောင်ခံရပါကအများစုဟာပြန်လည်လွတ်မြောက်လာတာမရှိပဲတသားတဲ့ဖြစ်စုဆောင်းခံရပြီးစစ်ကော်မရှင်နဲ့နှိစက်သူအ ਨੇ စုလောက်တာ ငွေကြေးအစမတန်ပေးမှသာပြန်လွတ်လာတာရှိတယ်လို့သူကဆက်ပြောပါတယ်။အခုနောက်ပိုင်းစစ်ကော်မရှင်ရဲ့ရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေဟာစစ်မှုရန်လူစားထုတ်အငှားခေါ်ယူလို့မရတာကြောင့်စစ်မှုရန်အတွက်ဒေတာရင်းကလူငယ်တွေကိုပြစ်မှတ်ထားလာပြီးနေရောညပါလုံခြုံမှုကင်းမဲ့လာတယ်လို့လူငယ်တွေကဆိုကြပါတယ်။တစ်ဖက်မှာစစ်ကော်မရှင်ဟာပြည်သူစစ်မှုရန်ဥပဒေကိုပြန်လည်အသက်သွင်းပြီးတဲ့နောက်မော်ပြည်နယ်မှာလာစဉ်စစ်မှုထမ်းတန်တန်းတွေဖွင့်လှစ်နေပြီးရွေးကောက်ပွဲနီးလာတာနဲ့အမျှစစ်မှုထမ်းအတွက်တပ်သားစုဆောင်မှုတွေပုံမပြုတ်လောက်လာပါတယ်

အမေရိကန်နိုင်ငံတော်မှပြုလုပ်မဲ့ဘရင်တွေအလိုမရှိဆန္ဒပြပွဲမတိုင်မီအမျိုးသားအစောင့်တပ်ဖွဲ့ကိုအသိမ်းပြင်ထားပါတယ်။ဒီအကြောင်းကိုတော့ပေပေကပြပြပေးထားပါရရှင်။ ။တမရဒေါ်နယ်ထရန့်ရဲ့သူ့ရဲ့မူဝါဒတွေကိုစန့်ကျင်တဲ့နိုင်ငံတော်ဝန်ဆန္ဒပြပွဲတွေမတိုင်မီကြိုတင်ပြင်ဆင်တဲ့အနေနဲ့အမေရိကန်ပြည်နယ်တချို့ရှိ Republican အုပ်ချုပ်ရေးမှုတွေကအမျိုးသားအစောက်တပ်ဖွဲ့တွေကိုအသည့်အနေအထားထားရှိလိုက်ပါတယ်။နိုင်ငံတော်ဝန်နေရာပေါင်း2500ကျော်မှာဆန္ဒပြပွဲတွေပြုလုပ်သွားမှာဖြစ်ကြောင်းဘရင်တွေ အလိုမရှိကောင်းစဉ်နဲ့ဆန္ဒပြပွဲစီစဉ်သူတွေကပြောပါတယ်။ ဆန္ဒပြသူတွေဟာလက်ရလက်ဝဲ anti for အဖွဲ့နဲ့မဟာမိတ်ပြုလုပ်ထားတဲ့သူတွေ ဖြစ်တယ်လို့ Trump ရဲ့မဟာမိတ်တွေကဆွဆွဲထားပါတယ်။ Texas နဲ့ Virginia ရှိအုပ်ချုပ်ရေးမှူးတွေကသူတို့ပြည်နယ်တွေရဲ့အမျိုးသားအစောက်တပ်ဖွဲ့တွေကို အသည့်အနေထားထားရှိထားပေမဲ့စစ်တပ်ကိုဘယ်လိုချထားရမလဲဆိုတာနဲ့ပတ်သက်လို့ရှင်းရှင်းလင်းလင်းမသိရပါဘူး။ဇွန်လကပြုလုပ်ခဲ့တဲ့အလားတူဆန္ဒပြပွဲမှာလူ၅သန်းကျော်ပါဝင်ခဲ့ပြီး Trump ရဲ့မူဝါဒတွေကိုပြစ်တင်ရှုတ်ချခဲ့တယ်လို့ဆန္ဒပြပွဲစီစဉ်သူတွေကပြောပါတယ်။ အခုပြုလုပ်မဲ့ဆန္ဒပြပွဲက Trump ရဲ့အာဏာရှင်ဆန်မှုကိုစိန်ခေါ်မှာဖြစ်တယ်လို့ဆန္ဒပြပွဲစီစဉ်သူတွေကဆိုပါတယ်။ Republican တချို့ကတော့အဲ့ဒီဆန္ဒပြပွဲတွေကို American အပေါ်အမုန်းထားတဲ့ဆန္ဒပြပွဲတွေအဖြစ်နာမည်တက်ထားကြပါတယ်။မိမိတို့အနေနဲ့အမျိုးသားအစောက်တပ်ဖွဲ့ဝင်တွေကိုဆွေလွတ်သွားမှာဖြစ်ကြောင်းကမ်ဆက်ပြည်နယ်အထက်လွှတ်တော်အမတ် Roger Marshall ကပြောပါတယ်။ ငင်းချင်းရဲ့ဆန္ဒပြသူတွေကိုနှိမ်နှင်းမှုစစ်တပ်ကိုဆေးလွတ်တာဟာအာဏာရှင်တွေဘရင်တွေလုံးလေးရှိရဲ့လုံးရဲဖြစ်တယ်လို့ဒီမိုကရက်တို့ကပြစ်တင်ရှုတ်ချထားပါတယ်။ရာဇဝတ်မှုတိုက်ဖျက်ရေးမျိုးတွေမှာနေချင်းစပွဲဖြစ်ရေးအကြောင်းပြချက်နဲ့ထရန့်ကဝါရှင်တန်ဒီစီမှာအမျိုးသားအစောက်တပ်ဖွဲ့ဝင်တွေချထားပြီးအင်ချီယာမဲတွေကိုရှင်းထုတ်ခဲ့ပြီးနောက်တခြားမျိုးတွေမှာလည်းတပ်ဖွဲ့ဝင်တွေချထားဖို့စီစဉ်နေတာဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်ကိုအမေရိကန်နိုင်ငံသားအများစုကမကျေနပ်ပဲထရန့်ဟာဘရင်တပားလို့ပြုမှုနေတယ်လို့ပြောဆိုနေကြတာဖြစ်ပါတယ် မြန်မာနိုင်ငံအပြောင်းအလဲဖြစ်လာစေရေးအာဆီယံတွန်းအားပေးဖို့ EU တိုက်တွန်းလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရရှင်။မြန်မာနိုင်ငံမှာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုမရှိနိုင်တယ်လို့မျှတမှုလည်းမရှိတာကြောင့် EU ကရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေဆက်လွတ်သွားမှာမဟုတ်ဘူးလို့ EU ထိပ်တန်းလူခွင့်ရေးအရာရှိကအောက်တိုဘာ18ရက်မှာပြောကြားလိုက်ပြီးအပြောင်းအလဲဖြစ်လာစေရေးတွန်းအားပေးဖို့အာဆီယံကိုတိုက်တွန်းလိုက်ပါတယ်။အာဆီယံနိုင်ငံတွေပါဝင်အိန္ဒိယနိုင်ငံအားလုံးမြန်မာနိုင်ငံမှာ လမ်းကြောင်းပြောင်းလဲလာစေရေးအမှန်တကယ်တွန်းအားပေးကြဖို့မိမိတို့တိုက်တွန်းကြောင်း EU ကော်မရှင်နာမင်းကြီးကမလေးရှားမြို့တော်ကွာလာလမ်ပူမှာပြုလုပ်ခဲ့တဲ့အင်တာဗျူးအတွင်းအရာရှိကိုက်ဂျော့စ်အိုလောက်ဂန်ကပြောဆိုလိုက်တာပါဒီဇင်ဘာ28ရက်စတင်ကျင်းပမယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲဟာပြည်တွင်းစစ်အတွင်းပြန်လည်ကြီးကြားစေရေးလမ်းကြောင်းတစ်ခုဖြစ်တယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောထားပါတယ်ဒါပေမဲ့ကုလသမဂ္ဂကျွမ်းကျင်သူတဦးနဲ့နိုင်ငံတကာလူငင်းချမ်းသာကွင့်အဖွဲ့အပါဝင်နိုင်ငံတကာစောင့်ကြည့်သူတွေကရွေးကောက်ပွဲဟာ စစ်တပ်ကဆက်လက်အုပ်ချုပ်ရေးတရားဝင်ဖြစ်စေဖို့ကြံစည်မှုတစ်ခုဖြစ်တယ်ဆိုပြီးပြောကြားထားပါတယ်မြန်မာနိုင်ငံမတည်ငြိမ်ဖြစ်နေတဲ့ဒေသတစ်ခုလုံးအတွက်မတည်မငြိမ်ဖြစ်စေတဲ့အဓိကအရင်းမြစ်ဖြစ်နေသေးတဲ့မြန်မာဟာအာဆီယံနိုင်ငံတွေအတွက်နံပါတ်၁စိုးရင်စရာဖြစ်နေလိမ့်မယ်လို့အရာရှိ Mrs. Sky Jones လောက်ကန်ကပြောပါတယ်။လာမယ့်သတင်းပတ် Kuala Lumpur မှာကျင်းပမယ့် ASEAN ညီလာခံမတိုင်ခင် သူ့ရဲ့အဲ့ဒီလိုပြောဆိုမှုထွက်ပေါ်လာတာဖြစ်ပြီးတော့စစ်ကောင်းဆောင်တွေကျင်းပမဲ့ရွေးကောက်ပွဲအတွက်လည်လာစောင့်ကြည့်သူတွေစစ်လွတ်မလွတ်ကိစ္စကိုအာဆီယံကဆုံးဖြတ်ဖို့ရှိနေပါတယ်။မြန်မာနိုင်ငံမှာချက်ချင်းအပြစ်ခတ်ရဲစဲရေးပါဝင်အာဆီယံရဲ့ပုံသဘောတူညီချက်၅ရဲ့ကိုစစ်တပ်ကအကောင့်ထဲမဖော်နိုင်သေးပါဘူး။အာဆီယံရဲ့တောင်းဆိုမှုတွေအရာမတင်ဖြစ်နေပြီးစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်။အခုနှစ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားရေးဝန်ကြီးရဲ့နေပြည်တော်ခီးစဉ်တွင် အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်စေဖို့တိုက်တွန်းခဲ့ပေမဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲမကျင်းပနိုင်မှုဆိုတာကိုစစ်ကောင်းဆောင်ကိုယ်တိုင်ဝန်ခံထားပြီးဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့တပ်ဆိုင်ရာအဖွဲ့အစည်းအားလုံးတိုက်ခိုက်မှုရပ်တန့်ပြီးစစ်မှန်တဲ့ဆွေးနွေးမှုတွေပြုလုပ်ကြဖို့ EU လူ့ခွင့်ရေးထိပ်တန်းအရာရှိကတိုက်တွန်းထားတာဖြစ်ပါတယ်။ နေ့ပြန်အောက်တိုဘာလ19ရက်နေ့အတွက်မိုးလေဝသအခမ်းအနချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်အတိုင်းထွာချက်တွေအရမြန်မာနိုင်ငံတဝန်းလုံးမှာတိမ်အထင်အင့်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြောင်းမိုးရွာသွန်းနေခဲ့တာကိုမော်လီဝတ်တဂျိုရူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနေ့ပြန်အတွက်ခံမှန်းချက်ကတော့ခပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အင့်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလီအားအနည်းငယ်ရှိနိုင်ပါတယ်။တနင်္လာရီကံယူရန်ရခိုင်ကံယူရန် မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မௌတမခွေဘက်တို့မှာလေဟာအရှိဘက်ကနေတနအင်းဆယ်မိုင်မှမိုင်20ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအသင်သင်ရှိနေပါတယ်။နေပြီးတော့စကိုင်းတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထချုံရွာသွန်းနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာတော့နေရာဆက်စိတ်မိုးထချုံရွာသွန်းနိုင်ပါတယ်။ အမြင့်ဆုံးပူချိန်တွေအနေနဲ့ဗော်လမြိုင်မြို့နယ်ဖအံမြို့လိုမှာ33ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ32ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်မြန်မာတပြည်လုံးမှာခရမ်းလွန်ရောင်ကြီးအညွန်ကိဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါရရှင်။ဒီမိုးလေးဝတအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကွန်မတီကနေရယူဖော်ပြတာဖြစ်ပါတယ်။တာလွင်ထိုင်းရဲ့ညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ ။တာလင်ထောင်မြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထောင် application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။